ီနေ့ walkie talkie လေးက walkie talkie မဟုတ်ဘူးเนาะဘာကတော့ဒီ walkie talkie ကဟိုစိတ်ပျော်တာပျော်ချင်တာอืมပျော်ချင်တာထက်ဟိုဒီဒီစိတ်ခံစားမှုကိုကကိုယ့်အတွက်ပေါ့เนาะပေါ့ပေါ့ပါပါလေးဖြစ်ချင်တာอืมကိုစိတ်ခံစားမှုမကောင်းတဲ့အချိန်မှာဒီလိုလေးပြောလိုက်ရလို့ရှိရင်စိတ်ကြည်အဲ့လိုကွာစိတ်ကပြန်ပြီးတော့อืม normal ဖြစ်သွားရခံစားရဒီဟာလေးစပြောရတယ်ဟာလीဟုတ်တယ်အဲ့ဒါကြောင့်ဒီ season เนี่ยแหละไอ้กูกูจนสิทธิ์ ဆင်မပြေတဲ့အချိန်ကြီးမှာဖြစ်ဖြစ်လာတဲ့အစီအစဉ်လေးဆိုတော့အဲ့ဒီဘယ်လိုပြောရမလဲဟိုအခုလို့ ငလင်းတွေလှုပ်နေတဲ့ကာလာကြီးမှာဒီလိုစိတ်ဆင်းရဲစရာကောင်းတဲ့အချိန်မှာလူတွေအဲ့လိုလေလူတွေငါလိုပဲစိတ်ညစ်နေမယ်ဆိုတာတည်နေစိတ်ညစ်နေကြမှာပဲလေလူတွေကကိုကောင်းတဲ့အချိန်မှာမဟုတ်တာကို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 လိုအစင်ပြပြနေရတဲ့လူတွေတော့မှစိတ်မချမ်းသာတဲ့အချိန်ကာလာကြီးဆိုတော့ဒါရင်မြင်နေတွေ့နေရဆိုအဲစုဟို Facebook မှာပြောတာလေးလဲတော်တော်လေးကောင်းတယ်အဲမစု तू Facebook မှာပြောတာလေးလဲနားထောင်မိကြမယ်ထင်ပါတယ်ဒါပေမဲ့ဟို walkie talkie မှာလဲကိုကကြတော့ဘာဖြစ်ချင် င်းလဲဆိုအဲ့လိုမျိုးဟိုလိုဟိုဟိုဘေးနားမှာနင်းစိတ်ညစ်နေငါစိတ်ညစ်ပါနေဆိုရင်ဖြောင်းဖြောင်းမှုမျိုးဒါဒါမျိုးပေးနေတာပေါ့อืมဒီလားအဲ့လိုကြာလဲကိုကနောက်တစ်ခုကကြာအများကြီးဘယ်လိုထပ်ပေးရမလဲဆိုတာကိုอืมဒီသူစဉ်းစားနေပေါ့နော်ဘာလို့လဲဆိုဒီ walkie talkie ဒီဗီဒီယိုရိုက်ဖို့ဆိုတဲ့ဥစ္စာမှာလဲသူကကိုအောင်ပြောတယ်ကိုအောင်ငါတို့ဟိုပေါ့နော်မတင်သိအောင်ဒီချိန်မှာအဲ့ကြောင့်မတင်ရမယ့်ဥစ္စာတွေတော့မှရွှေ့လိုက်တယ်မတင်သိအောင်ပြီးတော့သူတို့ဒီရိုက်ထားတဲ့ဥစ္စာတွေပေါ့နော်ဒါ on the record ပါသူတို့ ငလင်းမတိုင်ခင်တည်းကရိုက်ထားကြတာပါဒါပထမဆုံးရိုက်တဲ့ဗီဒီယိုပါငလင်းဖြစ်ပြီးရနောက်မှာအဲ့တော့ဒါဒီအောင်မှုတ်ကွာငါတို့ရိုက်ရမယ်ဘာလို့လဲဆိုတော့ငါတို့ကြည့်နေတဲ့သူတွေမှာဘယ်နှယောက်ဆုံးသွားတယ်လဲမသိဘူးမဆုံးတဲ့သူ internet access ရတဲ့သူဒီ dvd ကိုဆက်ကြည့်နေလိမ့်မယ်အဲ့တော့အဲ့ဒီသူတွေကဘာဖြစ်မလဲဆို survivor guilt ဖြစ်နေရယ်သူတို့လိုပေါ့ကွာရှင်နေရတပည့်အဲ့လို guilt ပေါ့နော်အပြစ်ရှိတယ်လို့ခံစားချက်ကြီးပေါ့နော်အော်ပြီးတော့ကိုယ်လည်းဘယ်တော့လာမလဲဆိုတာကိုလည်းကြောက်တာပေါ့နော်ကြောက်တာရောစိတ်တူွားတဲ့အပိုင်းတွေရော စိုးရိမ်နာရောဒီ emotion ကအကုန်စုံတာပေါ့နော်အဲ့ချိန်မှာဟိုမိသားစုကလည်းကိုယ်နားမှာရှိနေဆိုအော်ငါကံကောင်းပါသေးရဲ့ဆိုခံစားရတာအဲ့တော့ဒီအစိုးရအကောင့်တွေအကုန်ဖြစ်နေမဲ့အချိန်မှာ i think ပေါ့နော်ငါတို့ဒီဒီ community ကစုဆိုရတာအမှန်တိုင်းပြောတော့ဒီကြည်နေတဲ့သူ ਨੇ ဟိုနီးရလို့စုခံစားရတယ်ပေါ့နော်ဒီ reply ဖြေနေတဲ့သူဆိုဘယ်သူရဲ့အောင်နာမည်အောင်လွတ်ရတယ်ပေါ့နော်အဲ့တော့ဟိုဒါကြောင့် ။ဘာစဉ်းစားလဲဆိုတော့မဟုတ်ငါတို့ဒီချင်းပြောရမယ်။ဒီစကားပြောရမယ်။နောက်ဆုံးငါတို့စကားဘာတစ်ခုမှအများကြီးဘိုးသူတာလည်းမရအောင်ကွာ။ဘာမှမဖြစ်ဘူးဆိုတော့မှသူငယ်ချင်းကငါစောင်းမွေးကြတယ်ဆိုရင်ငါအောင်တယ်ဆိုပြီးပြောနေရမှာမဟုတ်သလား။မဟုတ်မဖြစ်နဲ့ငါငါတို့ရှိတယ်။ငါလည်းအမကောင်းနေရတော့မဟုတ်ဘူး။ဘလို့ပေါ့စသည်ဖြင့်ဒါကလည်း human psychology မှာလိုအပ်တဲ့အရာပေါ့နော်။ဒီခါလေးရောလူတွေကပြဿနာတွေဖြစ်နေတဲ့အခါမှာအဖြေရှာချင်တာမဟုတ်အဖြေတွေကလည်းရှိတယ်။ဒါပေမဲ့ကိုယ့်ရဲ့စိတ်ညစ်မှုကိုမျှဝေတာလိုချင်တာ အဲ့တော့ငါတို့ငါပြောရမယ်ပေါ့နော်အဲ့နဲ့သူ့ကိုပြောတယ်။ तू ကကြောက်လို့စိတ်ညစ်ရင်ကြောက်။ तू စိတ်ညစ်ရင်ပဲဖြစ်စေစိတ်ရှုပ်ပဲဖြစ်စေဒါကိုမပြတော့မပြလည်းမပြအောင်ဒါကိုလည်းမဒါကြီးကမမျှဝေခြင်းကွာဒါစိတ်ညစ်ရတဲ့ငါတို့မပြောချင်ဘူးဒီကိုကိုယ့်ရဲ့အကျင့်ကလည်းငါစိတ်ညစ်နေလဲဘေးလူကိုမပြဘာဘာဖြစ်နေလဲမပြောဘေးလူပါစိတ်ဆင်းရမှာဆိုလို့ဟာအေးလေအဲ့လိုအဲ့လိုမျိုးကိုယ့်ကကိုယ်ကြိတ်ကိုယ်ပဲကြိတ်ခံစားရတယ်ကိုယ်ပဲ ဟုတ်ဖြစ်တယ်။ငါလူလူမျိုးတွေလည်းအများကြီးရှိမှာပဲ။ရှိမှာပေါ့ရှိမှာပေါ့ဒါကြောင့်ကိုပဲကြည့်ခဲ့ပြီးတော့ကိုဆိုရင်လေဟိုအပီဆိုဒ်2မှာလည်းကိုပြောရလေ။ငါအရင်ဟိုကိုအရင်တော့ဆိုပုံနေရမ်းတင်နေဒီအာနာသိမ်းပြီးနောက်ပိုင်းမှာငါဟိုငါဘာမှမလုပ်ဖြစ်တော့ဘူးလေ post လေးတစ် post တောင်ငါရဲ့ facebook မှာမတင်ဖြစ်တော့ဟိုဟိုတနှစ်လဲတနှစ်မှတစ်ခေါက်တစ် post လောက်တင်တင်ဖြစ်တယ်လို့ဖြစ်နေဘာဖြစ်လဲဆိုတော့ဘာဟိုခံစားနေရလဲဆိုတော့အဲ့ဟိုတော်ရဲရသူတွေဒုက္ခရောက်နေတာဟိုနော် ပြီးတော့သူတို့ဒီကိုထက်ငယ်တဲ့သူတွေဒီဒီတကယ်ဒီဂျန်စီတွေကအသက်ပေးပြီးတော့ဒီနိုင်ငံအတွက်ကိုဟိုဟာလှုပ်ပေးနေရတယ်မြင်တော့အဲ့လိုခံစားအခုကိုကမလှုပ်ပေးနိုင်တဲ့အချိန်မှာဖြစ်တဲ့ခံစားချက်ကကိုဘာမှမလှုပ်ပေးနိုင်ဘူးတိရမလားဟုတ်တယ်အဲ့ခါမှာဘာမှမလှုပ်ပေးနိုင်တဲ့တူတူတော့ငါငါဘာမှဟိုသူတို့စိတ်နှောက်ယှက်ဖြစ်သွားတာလေတောင်မလှုပ်လိုက်ခြင်းအဖြစ်ကငါအတွက် that at least that's what i can do อืมအဲ့လို အဲ့လိုအဲ့လိုဖြစ်ပြီးတော့အဲ့အဲ့အဲ့လိုမျိုးကို post တွေလည်းမတင်ပြဘူးဘာမှလည်းမလုပ်ပြဘဲနဲ့လူကဟိုဘာဖြစ်သွားလဲဆိုတော့ကောင်းတဲ့ဘက်ကမရောက်ဘူးမကောင်းတဲ့ဘက်ကရောက်လာတာအဲ့တော့အဲ့ကြောင့်ဒီ walkie talkie ကိုလုပ်ပြတာလည်းပါစုနဲ့စကားပြောရကြိုက်တယ်ကွာစကားပြောရအဲ့လိုမျိုးအဲ့တော့အဲ့လိုတွေမလုပ်ပြတော့နောက်ပိုင်းကျမှအဲ့အဲ့စိတ်ကလေးပြန်ပြီးတော့ normal ပြန်ဖြစ်လာအခုလည်းအခုအခုအဲ့အခြေအနေကိုပြန်ရောက်ပြန်ဟိုဒီဒီငလေးနေပါကြီးလှုပ်တော့ဒီကလူရဲ့ဘလောက်ထိဖြစ်နေမလဲဆိုတာသိတယ်ကွာ ခံစားနေရမှာလို့ခံစားရတယ်။ပေါ်ကြည့်ရကောနော်။ငါတို့တိရတဲ့မြန်မာကြတော့ညရီဆိုမီးရီစုံနေ။သွားလာတယ်။ဒါမျိုးဘောနောက်ပိုင်းတော့ဒီနေဘက်တောင်မှရောင်းစီကားနေ။ငါခုစဉ်းစားလိုက်တယ်။မန္တလေးထားလိုက်အောင်မန္တလေးမှာတချို့နေရာပြတ်တယ်ချို့နေမှာစကိုင်း80ရာခိုင်နော်။80ရာခိုင်နော်ဆိုတာတမျိုးလုံးနေနေပဲ။ဒီမျိုးကြီးတွေဝင်သွားလိုက်ရင် ရုပ်ရှင်တွေကဇွန်ဘီမျိုးတွေလိမ့်လား။အဲ့လိုကြီးတွေဖြစ်နေမလား။လူတွေကအခုဆို ပုံနိုင်ရောဖတ်နေပြီကကလာမဲ့သူကမလာနိုင်လို့တော်တော်များများလည်းကိုမဲ့သူကလည်းမလောက်ဘူးဥမာမန္တလေးစုထင်တာပေါ့နော်ဒါတော့ခံမန်းတာပေါ့မန္တလေးကျတော့ဖြစ်တယ်ရခိုင်တော့အဲ့တော့မများခါမှာကိုဖို့အတွက်ပြောပေးမဲ့သူရှိနေတည်းရဟိုကကျတော့မိသက်ဌာနကြီးပါအကုန်လုံးပြိုသွားတဲ့အခါမှာကိုမဲ့သူလည်းမရှိဘူးကိုပါလို့ပြောပေးမဲ့စော်အောမဲ့သူလည်းမရှိတော့အဲ့တော့ဒါကြီးကအရှမ်းကြီးကိုဖြစ်နေပြီပေါ့နော်အဲ့ဒါကြီးကိုမခံစားနိုင်ဘူး ။ तू ကဒီလိုအဲ့ဒါယူမမြင်ဘလို့မြေပုံအနေထားရလဲ तू ဟိုဟိုစကိုင်းကိုဘိုးဒီကဘိုးမန္တလေးကိုဘိုးပြုတော့မန္တလေးကထိရတယ်ဒါပေမဲ့မန္တလေးဘေးမှာရှိတယ်ဥမာပြင်းဦးလေးရပဲလာဆင်းမဲကူကူဘေးပတ်ပတ်လေးကနေပြီးလာကူဖို့ chance ရှိတယ်ဗောနော်စကိုင်းကဘာဖြစ်သွားလဲဆိုတော့တံတားတွေပါကြီးကျိုးပြီးဟိုဘက်ကိုဟိုတွားလာခက်ပြီးတော့စကိုင်းရဲ့ဟိုဘက်အချမ်းမှာလည်းအဲ့လိုပဲငလင်တန်ခံရတဲ့သူအချင်းချင်းတွေကြီးပဲအတူတူရှိတယ်လို့ဖြစ်နေရနေရနေရဆိုတော့ကူမဲ့သူမရှိဘူးဘယ်နဲ့ဟိုခံရတဲ့သူတွေကြီးပဲကူမဲ့သူမရှိဘူးဖြစ်နေတယ်မလားမန္တလေးကျတော့နည်းနည်းကူမြင်နေရတာမန္တလေးကျတော့လူဝင်အားဘာကဲဟိုလာလာကူမဲ့သူကူမဲ့သူရှိတယ်ဗောလေကူဖို့ဒါတော့မလောက်ဘူးဒါတော့မလောက်ဘူးကွာဒါတော့မလောက်ဘူး တော့တော်တော်စူးစူးဖြစ်နေရဟာပေါ့နော်အဲ့ဒီအဲ့တော့အဲ့လိုဟိုကျွန်တော်တို့လည်းအဲ့လိုဖြစ်နေစိတ်ထဲမှာ မကောင်းမကောင်းဆိုကိုယ်ရီလိုပဲဖြစ်ကြမှာပဲအကုန်လုံးကအဲ့တော့အဲ့ဒါကြီးကိုစိတ်လည်းမကောင်းဒေါသလည်းဆိုတော့ပြီးရလည်းတင်းချင်းစုဗီဒီယိုမှာလည်းသူတော်တော်ထိမ့်မိတာပြောထားတာစိတ်လိုတာရှိတယ်အဲ့ဒီကျုပ်ကိစ္စဆိုရင်ကျုပ်9000ဖြစ်တယ်ဆိုတဲ့ကိစ္စငါပြောတာကျက်သားဝတ်သားဈေးတက်တယ်ဆိုတာဒါတထေးစာတထေးအစာပြောစင်တာအေးကျက်ဥဆိုတာက တထေးမစားရတော့မဟုတ်ဘူးဒါပေမဲ့ဒီဟာကအစားမစားနိုင်တဲ့ဒီနောက်ဆုံးဟင်းတမယ်ဖြစ်သွားမယ်อืมเนาะဒါနဲ့ဟင်းတပွဲဖြစ်နိုင်မယ်อืม9000ဆိုတော့တနေ့လုံးမှာ9000ကြော်ကြော်ရတဲ့သူကအငက်နေရမှာလားအချမ်းလာတဲ့သူတွေကထမင်းဝပြီးတော့ကိုကျလူတွေကတော့ငက်နေရမှာလားအလောက်ကြီးရောမလုံနိုင်ပေါ့လေအေးအလောက်ကြီးရောမလုံနဲ့ပေါ့ဒီခြေနေကဘလောက်တောင်ဖြစ်နေလဲဆိုတာတည်တည်နေလေဘာလို့ဆိုတော့ကိုဟိုကိုရှိနေရင်တော့လှူရမယ့်အခြေအနေဖြစ်သွားပြီဘာလို့ဆိုတော့ဟိုကိုရှိတာဟို ခွဲကျွေးရမယ့်အနေအထားမှာရှိတယ်။ဘာလို့လဲဆိုတော့တော်တော်ဟိုစူးစူးရွေးရွေးပျက်စီးလူတွေခံစားခံစားနေရတာဆိုတော့လေကို့မှာဘာပဲရှိရှိ ခွဲပေးရမယ့်အနေအထားဟိုဘာမှမရှိလို့အင်အားလေးပဲရှိရှိစိတ်ခွန်အားလေးပဲဘာပဲရှိရှိဟိုဟိုအနားမှာအနီးစပ်ဆုံးရှိတဲ့သူတွေခံစားနေရတဲ့သူတွေကိုပေးရမယ့်အချိန်ကွာဘာပဲရှိရှိသိရမလား နောက်ဆုံးလက်ထဲမှာပတ်စံ100ပဲရှိတော့90ခွဲပေးရမယ်။ဘသူဒုက္ခရောက်နေရောဒုက္ခရောက်နေသူ90ခွဲပေးမယ်။ဒီလိုကာလာမျိုးရောက်နေတာကွာ။အော်အဲမြန်မာနိုင်ငံကခင်ဗျားအရင်ဆိုရဲသို့တော်စု perspective နဲ့မြင်တာပေါ့နော်။ခုကိုတဲ့သူတွေလည်းရောက်တော့ရောက်တယ်။ဒီတစ်ခေါက်ကတော့မစိုးတစ်ခုပဲပေါ့နော်။လူတဲ့ပစ္စည်းဘယ်လောက်ထိရောက်မလဲဆက်ကြည့်ရမှာ။ဒါပေမဲ့ဟိုတိကြတယ်တိကြတယ်။တိပြီးတော့စင်ကာပူအခုဝင်လာပြီနော်။စင်ကာပူဝင်နေအင်ဒီယလည်းဝင်နေပြောတယ်။တရုတ်ဩစတြေးလျ US ကလာမပြောတာပဲ US ဝင်တာအခုဒီ I don't know သူတို့ plan မဲလုပ်နေတာပါလဲမသိဘူးအဲ့ဒါအဲ့တော့ဒါအပြင်သူတို့ခုနစုဗီဒီယိုမှာလည်းပြောလို့ပေါ့သူတို့ public educator တွေเนาะ content creator တွေပဲဖြစ်ဖြစ်ဒီ platform ကိုသုံးနေလို့ရှိရင် so og so o ပြောပါလူဖို့အတွက်ပြောပါဟိုလူဖို့အတွက်ပြောရဲဆိုရင်နေရာမှာအဲ share လိုက်ပြီးရောက်တယ် share လဲကောင်းတယ်ဘာမှမလုပ်တာလဲဆိုရင် share ပဲ share mind day ပဲတင်တယ်အဲ့ဒါလေးအကုန်ကောင်းတယ်ဖြစ်နိုင်လို့ရှင်ဒီတထေးတွေဒီပန့်ပိုးနိုင်တဲ့သူတွေစီကပတ်စံ ဒါထွက်ကိုထွက်တဲ့နေထွက်တဲ့နေပြောပါဒါလိုအပ်တယ်ဟုတ်တယ်ဟိုတကယ်ပါစုဆိုလို့ရှင်လဲစုဝင်ဝေဥစားအောင်ပေးတာပဲစုတန်းတန်းအမြက်အကုန်လုံးစုဖလူတယ်ဟိုအဲ့လိုပြောလို့တခြားဒီ business ကလေစုအကုန်လှူတယ်အားလုံးကိုပြစ်ပြီးတော့လှူရလောင်တော့မပေးနိုင်သေးဘိမဲ့လှူတယ်လှူတော့လှူလှူရမယ်လှူဒါကကြတော့လှူခြင်းလားမလှူခြင်းလားမဟုတ်နင်းလှူတော့လှူလှူရမယ်ဘာလို့လဲဆိုတော့စီးပွားရေးတမားလဲ customer နဲ့ရှင်းတန်းနေရ contact creator နဲ့ audience နဲ့ရှင်းတန်းနေအကုန်လုံးကလူနဲ့လူအကုန်ဆက်ဆက်တာကြီးပဲအဲ့တော့ ဟိုအရင်တော့ဆိုတော့ရှိရလေပါလေအနုပညာသမိုင်းဆိုရင်ပြိတက်ကကျွေးတာတော့နောက်ကြောင့်ဘလူးပညာသမိုင်းရောပြိတက်ကျွေးတာမဟုတ်ငါတော့ငါတို့ဟွာဖြစ်တာမဟုတ်ဘူးလူတွေအကုန်လုံးဆက်ဆက်နေတာဆက်ဆက်နေဆက်ဆက်နေပြောချင်တာကွာအကုန်လုံးထမင်းရှင်လိုမျိုးအိမ်မော်တင်ပြီးတော့ထိုင်ကြတော့ခိုင်းတာမဟုတ်ဒါပေမဲ့လစ်လူရှူလို့တော့မရအောင်နေ့မှာတာဝန်တော့ရှိတယ် because နင်းအဲ့ title နဲ့နင်းရဲ့ဒီနေထိုင်တာနင်းရဲ့ဖြစ်တည်မှုဒါတွေမှာဒီလူတွေကတစိုက်တစ်ခိုင်းပါ့ပါတယ်ပါတာပေါ့ပါတယ်အဲ့တော့လောက်ပါမယ်အဲ့ဒါကို အဲ့ဒါမှလည်းအေးပေါ့နော်ကိုကလည်းတင်းတာပေါ့နော်အဲ့လိုအဲ့လိုအလှူလူဆိုပြီးအဲ့လိုတွေကိုကဖြစ်ရနေတဲ့သူကပို့စေးရအောင်မရှဲဘူးပေါ့နော်ဒီစုပြောတာဒါဆိုဒီလူကရှဲတဲ့ဥစ္စာတွေလောက်ကဝင်းနီးလွတ်တယ်ဝင်းနီးလွတ်တယ်ဆိုတာကိုကလာပြီးအနေရပြုတ်မဲ့ဘေးအနေရမဟုတ်ဘူးသိလားအော်ကိုဆိုးဝါးလုံးနေမှာဘယ်သူမှဆော်ကတိုက်ခိုက်တာမရှိနေဘူး။နင်းလှုပ်လို့ရတယ်။ကိုစုလို့ဆိုလဲကြောက်တတ်တာမှအရင်ပဲ။ဒါပေမဲ့လှုပ်လို့ရ ဒဲဟာလေးမှာတော့အဲ့ဒါအတင်းမျက်ွယ်မပြုတ်နေတယ်ခါရောက်နေလူဆိုအကြောက်တရားနဲ့ကိုအတွက်ကိုကြည့်ပြီးလောက်တာရှိရလေဒါကြတော့ရန်ဟိုဟာဖြစ်တယ်ခံစားရပေါ့နော် selfish ပေါ့နော်သူက fake လို့အပိုင်းငဲပိုရောက်တယ်ဘာလို့လဲဆိုတော့သူကတူထပ်ပို့ပြီးတရင်ကြည့်ပြတယ်ကွာခုတော်တော်ပိုကြည့်ပြတယ်အရန်ကြည့်ပြတော့ရန်ခံကြုံဖြစ်ကိုကကြတော့အဲ့စုပြောသလိုပဲဒီကြည်ကြည်နေသူတွေတဲ့ဘသူကဘာဖြစ်သွားပြီလဲဆိုတာလည်းမသိရဘူးဒါမှမဟုတ်လဲခုနလိုပဲကိုကဘာမှဒီလူတွေကိုမလုပ်ပေးနိုင်လို့ ကောဒီဖြစ်ပြီးတော့ဒီအပြစ်ရှိတယ်လို့ခံစားနေရင်အဲ့ဒါကြီးကိုမဖြစ်စေချင်ဘူးအဲ့ဒီအဲ့ဒီဝေးကအဲ့ကမှ quaternary state อืมဘာလို့ဆိုကိုလဲအဲ့ဒါဖြစ်ခဲ့ဘူးပဲဖြစ်ခဲ့ဘူးတော့အဲ့ဒီလိုဖြစ်နေတာကိုအတွက်လည်းမကောင်းဘူးကျန်တဲ့သူအတွက်လည်းမကောင်းဘူးကိုကဘယ်လိုပြောရမလဲမပျော်တော့ဘူးလေလူကမပျော်တော့တော့လူကမပျော်တော့တော့ဘာမှလည်းမလုပ်ချင်မကင်ချင်လုံးတမရလည်းအဆင်မပြေအဲ့လိုတွေဖြစ်လာပြီးတော့ဘေးကိုပါထိခိုက်လာတဲ့အခြေအနေကွာအဲ့တော့ ိုကအဓိကတော့ဟုတ်တယ်ကိုကဟိုလိုမျိုးဟိုကလပ်တွေတွားဘာကြီးတွားပျော်နေရများမျိုးမဟုတ်ပေမဲ့ကိုစိတ်ထဲမှာကိုကကိုပျော်အောင်လို့နေတဲ့နေဒီချိန်နေဒီကာလာလေအဓိကပျော်နေမှလူကပျော်နေမှဟုတ်တယ်ကြွလုံးပေးနိုင်မှာကွာဟိုအဲ့ဒါအဲ့ဒါလေးလည်းထည့်ပြောရမယ်ဟုတ်တယ်ဟုတ်တယ်ဆိုတော့အခုတော့ စူတာတွေပြောတယ်စိတ်တွေဟာဖြစ်တယ်ပေါ့ဒါပေမဲ့လူဆိုတဲ့သဘောကလေ survive ဖြစ်ဖို့တော့အမျိုးမျိုးလုပ်ထားတာနော်စုလိုမျိုးခုပောက်ကွဲတယ်အဲ့ပောက်ကွဲမှုကအကျိုးသက်ရောက်မှုရှိရဲကြည်လိုက်တဲ့သူမှာဘယ်နှယောက်လူဖြစ်သွားလဲဒါဆိုရင်အကျိုးသက်ရောက်မှုရှိရဲဒါမှမဟုတ် ကိုကိုရိုက်လူတယ်အကျိုးသက်ရောက်မှုရှိရဲဒီစိတ်တော်ကိုကျေရတယ်ပေါ့လူမဲ့ကွာလုတ်တယ်ကွာလုတ်တယ်ကွာအဲ့တော့ဒါကအကျိုးသက်ရောက်မှုရှိရဲအဲအဲ့ခါမှာဘာဖြစ်လဲဆိုတော့ပေါ်တယ်อืมปอกกวยปอกกวยแกรู้ปอกแล้วไม่ปอกกวยနိုင်อูสู้โกหลูหลูจ้ะတော့ denial ပေါ့เนาะ denial stage ပေါ့ဘာလဲဆိုတော့ လစ်ဟိုရအောင်တွတ်သူလစ်လူရရအောင်ရှုအဲ့ဒါမတိစိတ်ကလည်းမကြည့်လို့ဟာငါနဲ့လုံနိုင်မှုထားလိုက်ထားပြီကားဆိုအဲ့ဒါကလည်းမမှန်အောင်မဟုတ်တကယ်ဘာမှမလုံနိုင်ဘူးဒီဒီ fight ကိုနည်းနည်းမှဝင် fight နိုင်အောင်ဘယ်နေရာမှလုံလို့မရအောင်ဆိုရင်အဲ့ဒါပဲလူတွေကအဲ့ဝေးပဲသွားတာပဲအမှန်ပဲဘာလို့လဲဆိုတော့ဟိုဟိုလူတိုင်းဒီအရာကြီးကိုလုံပေးနေနိုင်တာတော့လည်းမဟုတ်ဘူးမဟုတ်ဘူးဆိုတော့ကိုက ဒီနေရာမှာဝင်ပြီးတော့ကိုယ်ကအနှောက်အယှက်ဖြစ်မနေဘူးဆိုတာနဲ့တင်ကိုအကျိုးရှိနေပြီတချို့ကသူကကျော်ခုနကစုပြောသလိုလေဒီမှာဖြစ်နေပါရဲ့ဒီမှာဝင်လူတဲ့သူနဲ့ခိုးတဲ့သူနဲ့ဆိုဒီရာကိုမဖြစ်တာနဲ့တင်ကိုတော်တော်အကျိုးရှိနေပြီကွာလူတယောက်နဲ့တယောက်ဒီလိုစာနာစိတ်လေးရှိတာနဲ့တင်ကိုတိလားဟုတ်တယ်တော်တော်အဲ့ဒါအဲ့ဒါဟုတ်တယ်အကျိုးဖြစ်နေပြီဟိုဒီထဲမှာကြည်နေတဲ့သူမှာမလူနိုင်တဲ့သူပါလိုက်မယ်อืมမလူနိုင်တဲ့သူပါရင်ကြောက်နေကြောက်ပဲမပလိမ့်နဲ့စုပြောတာလှူနိုင်တဲ့သူတွေတတ်နိုင်တဲ့သူတွေကြောက်နေကြောက်အကျိုးရှိနေတဲ့သူတွေ လှူပါอืมလှူပါစုတော့အကျိုးရှိတယ်ဒီကြည့်နေတဲ့သူတွေစု customer အများကြီးစုဒီလူကြီးကပတ်စံနေလဲရတယ်เนาะအဲ့တော့ဟိုတထေးတယောက်ဆိုတထေးဆိုကောက်ကိုပြမို့နော်ပြောချင်တာတထေးတက်နိုင်တဲ့သူတယောက်ကဘတော်မဆိုသူ့ကိုပတ်စံလာပေးတဲ့သူဆိုတာရှိအဲ့လာပေးတဲ့သူတိုင်းကဒီနေထိုင်နေတဲ့သူတယောက်ချင်းစီရဲ့ impact နဲ့ဒီငွေဆိုတာရောက်လာတာအဲ့တော့ဟိုဒီငွေသည် ဒီလူစီကိုတကယ်ဒုက္ခရောက်နေပြီဆိုရင် သွားတန်တယ်အဲ့တော့အဲ့လိုလူတွေကလှူဒါပေမဲ့ကိုကကိုကိုကိုတော်မှဘလုံးမမကဲနိုင်မကူနိုင်စိတ်အယမ်းဖြစ်နေတာဒါဆိုလို့ရှင်တော့လေစု team ကိုပြောတယ်လို့ပေါ့နော်စုဒီနေ့ဝန်ထမ်းတွေကိုပြောဒီနေ့တနင်္ဂနွေနေ့လည်းဖြစ်တယ်တက်နိုင်ဆုံးမိတွေကလည်းအခု၄နိုင်ဦးမှာထပ်ပြီးတော့ရှော့တယ်အဲ့တော့ ြောတယ်အင်အားတွေခြွေတာ energy ကိုမှကိုယ့်ရဲ့ energy ဖုံးရဲ့ energy အကုန်လုံးကိုခြွေတာဒီ social media သတင်းတွေအကုန်မဖတ်နေတော့ဘယ်သတင်းလိုမျိုးဖတ်တယ်လဲဆိုရင်ကိုယ့်အနေနာမှာဟို tower ဘက်လာပြီးထိုးလို့ရပါတယ်ပြောထားတယ်အဲ့လိုကုညီရဲ့ဥစ္စာရှိအဲ့လိုဥစ္စာတွေ follow ထား ဒီလိုဥစ္စာတွေတွေ့ရင်လည်း share ကြဒါပေမဲ့ဘယ်သူကတော့ဆုံးသွားပါပြီဘယ်ကတော့အပုံနဲ့နေရနေပါပြီလုံးဝလည်းမကူညီနိုင်အောင်ဆိုရင်မပို့နဲ့မပြောနဲ့တော့ဘာလို့လဲဆိုတော့အမငလင်းဆိုရင်ရန်ကုန်ဥစ္စာမှာဆက်လုံမယ်ဘာညာဆိုစုကရိုင်းတော့မဟဲ့တက်လုံမလားစုကြောက်တယ်လေစု share တယ်လေစုပြောတယ်ပြီးတော့မှငလင်းဆိုတာတချို့လောက်တာလုံးဝမသိဘူးခုဒီဒီကဘာလုံးမှာမသိဘူးစက္ကန့်ပိုင်းမှာသိတယ် anyway အဲ့တော့အဲ့တော့ဒါပေမဲ့မန္တလေးလိုနေရာမျိုး infrastructure ပျက်စီးယိုယွင်းနေပြီဒီလိုမှာတော့အိမ်ပေါ်တက်နေတာက အန္တရာယ်ရှိနိုင်တယ်ဒီဟာတော့တခြားဟာပေါ့နော်ဒါပေမဲ့မဖြစ်သေးတဲ့နေရာမှာမချောင်းနဲ့ဖြစ်သွားခဲ့ပြီကဲနင်တို့ပြောလို့တသိမပေးခဲ့လို့ကဲဖြစ်သွားခဲ့ပြီရဲ့ဆိုလို့ရှင်လေစုပြောအဲ့ဒါကတော့မတတ်နိုင်ဘူးဘာလို့လဲဆိုတော့ဒီကဘာမှာရှိရသူတိုင်းကမြေကြီးနေနေရတဲ့သူကြီးပဲဒီမြေကြီးကိုဟာပျက်စီးတဲ့ဆိုတဲ့အခါမှာသူတို့ဒီထားပါတော့ကွာဒီနေ့တည့်ရက်အပြင်ထွက်အိတ်တယ်ဒီနေ့မဖြစ်ဘူးနောက်တစ်နေ့မှဖြစ်တယ်ဘာတတ်နိုင်မလဲသိလားဟိုကိုကိုကတော့ဗောနော်ဒီတိတ်ပြီးတော့ ဲ့အပိုင်းမှာတော့စိတ်ကိုရှော့ထားလိုက်တယ်ရှော့ထားလိုက်တယ်ဆိုတာမပြင်ဆင်တော့တာမဟုတ်ဘူးငါတခုခုဖြစ်ရင်တော့တတိနဲ့သွားမယ်လုံမယ်ဒါတော့ငါပြင်စင်းစားတယ်ဒါတော့ပြင်စင်းတာပြင်စင်းတာပြလို့ရှိရင်ခုံနေဆိုလို့ရှိရင်ဒီဟိုပေါ့နော်ဆိုဖာတွေပါရှိရဆိုရှင်ဆိုဖာဘယ်ဘက်တောင်မှဒီအရှိတောင်နေမှာနေလွတ်တယ်ပြောတယ်အဲ့လိုနေရာလေးတွေကိုဘယ်နာလွတ်မလဲဆိုတာအိမ်မှာဒီပြလို့ရှိရင်တိုင်နေလေဗာလဲဟိုတန်တိုင်းနေရှိတဲ့ဒီနားတွေအဲ့နား မနေရမချင်းစုပြောတဲ့ဥစ္စာကိုအရင်ဆုံး verify ရေလောက်ပါနော်စုကအခုကကိုတိတလောက်ကိုမြင်မှုတလောက်ကိုပြောတာအဲ့တော့အဲ့ဒီနားမှာဆိုတော့တခါလေးကြားတဲ့ဥစ္စာနေတယ်ပေါ့ anyway အဲ့တော့ကိုအဲ့လိုနေရာလေးတွေပြီးတော့စုပြောတာမနားထောင်မယ်တွားပြီးတော့ internet မှာရှာဘယ်နေရာတွေကကိုအိမ်မှာလွတ်လောက်လဲဆိုတော့တွားရှာအဲ့ဒါမျိုးရှာပြီးတော့ကိုစူးစမ်းနေနေဘာလို့လဲဆိုတော့အပြင်ထွက်ပြီးတော့အကြိုင်းဘယ်သူမှမနေနိုင်ဘူး ဲ့တော့ဒီဟာကိုစုလို့တတ်နိုင်တယ်။ online မှာ အများကြီးဒီပွားတရားနေတဲ့တချို့သတင်းတွေကိုလည်းမကူနိုင်ဘူး။ကိုယ့်ရဲ့စိတ်ကံစာကိုယ့်ကိုယူနေတဲ့တူတူပဲ။အဲ့တော့ရားတလောက်ကိုသတင်းကုန်လုံးတော်ပြီးကွာ neglect လောက်ရမယ်လဲတော့လည်းမဟုတ်ပါဘူးကွာ။သိလား။ဘာလို့လဲဆိုစီးဝါးရဖြစ်နေကြည့်လိုက်တယ်။ဒါမှမဟုတ်အချင်းချင်းမှာဖြစ်တယ်။ဒါပေမဲ့ညားလာပြီဆိုရက်လိုက်တော့ငါဘာလုပ်ပေးနိုင်လဲ။လုပ်ပေးနိုင်လို့ခဏရက်လိုက်တော့အဲ့ဒါလေးကိုတော့စုပြောခြင်းနဲ့ကိုယ့်ရဲ့ mental health အတွက်ကိုอืมကိုကလည်းအဲ့လိုပါပဲ။ဒီအခြေဆိုရင် ဟိုဘာတွေးမိလို့ဆိုကိုတငယ်ချင်းတွေဆိုရင်လည်းစိတ်ညစ်နေမှာငါကပေါ်လာဆိုရင်မင်းတို့ကဘာကိုရင်းများတာရှိအများကြီးပေါ့ကိုကပြင်ဦးနေမှာအလုံးလုတ်ခဲ့ရဆိုမန္တလေးတို့ဒီဒီဒီရှိသမျှအခုဖြစ်သွားတဲ့နေရာလူတွေတော်တော်များများနဲ့ခင်တယ်လीတည်ရနေအများကြီးပဲဆိုတို့လည်းတော်တော်စိတ်ညစ်နေကြပါတော့တော့တို့ရေမဟုတ်ခုနပြောရဲဒါဖြစ်သွားတဲ့သူတွေပြီးတော့ကိုတွေလိုပဲဖြစ်သွားတဲ့နေရာမှာလည်းမရှိဘူးဘာမှလည်းမလုပ်ပေးနိုင်ဘူးအဝေးမှာရောက်နေရပဲဖြစ်ဖြစ်ဒါမှမဟုတ် မနီးမဝေးပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ကွာအဲ့အဲ့အဲ့အာနဲ့ကိုကိုကလွတ်နေတယ်ဟိုဟိုဟိုသူများကိုလည်းမကူညီနိုင်အောင်ခံစားနေရတဲ့သူတွေလည်းမဖြစ်စေချင်ဘူးလေဆိုတော့အဲ့တော့အဲ့ဒါလေးအဓိကပြောချင်တာဒီနေ့အဲ့တော့ကြည်နေတဲ့သူတွေကိုအဲ့လိုပဲနှစ်သိမ့်ပေးချင်တယ်တားကြီးဟိုမင်းမင်းတို့မင်းတို့မင်းမဖြစ်နိုင်မဟုတ်ငါတို့ငါလည်းဖြစ်နေအဲ့ဒါမျိုးအဲ့တော့ငါတို့ဟို လုပေးနိုင်တာဆိုလို့အနီးဆုံးအနီးဆုံးကိုလုပေးနိုင်တဲ့ကိုနဲ့အနီးဆက်ဆုံးနေရာတွေမှာဘာဘာကူညီပေးလို့ရမလဲတတိလီယာဆောင်ပေါ့နော်အကြီးကူညီစရာမလိုဘာလုပေးလို့ရမလဲလုပေးနိုင်တာတွေကိုအနီးဆက်ဆုံးမှာလုပေးနေရင် okay ပြီကိုတတ်နိုင်တယ်လို့ပေါ့နော် လုပေးကြပါပေါ့လုပေးကြပါလုပေးကြပါကိုအနီးနားမှာရှိတဲ့သူတွေကိုကူညီကြပါငွေကြေးမှမဟုတ်ပါဘူးအင်းအမှန်ကန်တဲ့ information မျှဝေတာကို ချစ်ခင်တဲ့သူငယ်ချင်းတောင်လမ်းပြီးဖုန်းဆက်ပြီးတော့သူငယ်ချင်းနေအဆင်ပြေလားငါတတိရတယ်ဒီချိန်ငါတို့ပဓာတော့ဖြစ်နေတယ်အင်တာနက်မှာနင်းတို့မျိုးကတော့တည်င်းကြလိုက်လို့ငါစိတ်ပူလူလှမ်းမိတယ်အရန်အဲ့ဒါခွန်အားဖြစ်တယ်ပထမဆုံးငလင်းလောက်တဲ့ချိန်မှာငါ့ကိုဘယ်သူဖုန်းဆက်လဲဆိုတဲ့အရာပေါ့တေကန်နီး ဘေးကြုံပြီဆိုရင်ဘသူကတော့သတိရရလဲဒါတိတ်ပြီးတော့တန်မိုးရှိတာပဲအဲ့လိုသူငယ်ချင်းဆိုရင်အဲ့တော့ဒါလေးတွေကလည်းကူညီခြင်းပဲပြီးတော့လေကူညီခြင်းဆိုတဲ့နေရာမှာလည်းစိတ်ရဲ့ခံစားမှုပိုင်းအောင်လည်းပြောပြမယ်ငွေကြီးအကြီးမှမဟုတ်ဘူးเนาะအဲ့ဗုဒ္ဓဘာသာမှာဆိုရှိရလေညောင်ကြီးလောက်လူလဲညောင်မင်ကြီးလောက် ကိုကစေတနာရှိလို့ရှင်ပင်လောက်ခံစားရတယ်ပေါ့အဲ့ဒါစုကတော့ဟိုဖြစ်လာမကန့်အကျိုးဆက်ကိုတော့မသိဘူးဒါပေမဲ့စိတ်ပိုင်းဆိုင်ရာမှာ အမှန်ပဲဆိုပါစို့ပေါ့နော်ငွေကြေးဘလောက်ကြီးလှူလိုက်တာထက်အခုချိန်စုငွေမလူပဲနဲ့ volunteer အဲ့ဒီမှာသွားပြီးတော့လုံနေလေဘလောက်တောင်ရင်ထဲမှာ impact ကြီးဖြစ်နေမလဲသိလားဒီရင်ထဲကိုတက်ရောက်မှုကြီး impact ကြီးอ่ะကြီးဖြစ်နေမှာငွေလည်းအဲ့လိုပြောလို့လိုတယ်နော်ပေးနိုင်တဲ့သူတွေလှူကြငွေလည်းလိုတယ်လုတ်ပြီးလိုက်နိုင်နေဆိုတဲ့အရာစိတ်ထဲမှာဒါရှိတယ်အဲ့တော့ ငါလှုပ်ပေးနိုင်တာနည်းနည်းလေးဆိုပြီးရှော့မတွက်လိုက်နဲ့မျှဝေတာလည်းလှုပ်ပေးတာပဲ။ကောင်းစကားပြောတာလည်းလှုပ်ပေးတာပဲ။အဲ့ဒါလေးကိုသူပြောချင်တာဒီနေ့အဲ့တော့အများကြီးတော့ဒီနေ့ကဖောင်ဖွဲ့ပြီးပြောစရာတော့မရှိပါဘူး။ဒါအမြန်လေးပြောလိုက်တာဖြစ်တယ်။မပိုင်လေး ခွန်လို့ပါဟိုပေါ့စိတ်က mix ပေါ့နော်အကုန်လုံးရောရောနေရဲ့ဒါပေမဲ့ဟိုတယောက်ယောက်တော့ကြားတော့ကြားရမယ်ဒီစကားကြားရမယ်တိရမယ်နားလဲရမယ်ပြောင်းလဲရမယ်ကိုကနေစပြီးတော့လုတ်ကင်ရမယ်ဟိုရှိရတော့မယ်ပေါ့နော်အဲ့တော့ဒီစကားကဟိုမြမများကိုပူရအောင်ရောက်ချင်သေးရဲ့ဒီအချိန်မှာမြမများကိုရောက်လို့မြမများကပို့ပြီးအချိုးတိရမလားလုံနိုင်လေးလေးလူအသက်ကဲနိုင်လေးဒါနဲတဲ့ နေရဟိုင်းမဟုတ်ဘူးမဖြစ်နိုင်လို့ရှင်လေတကယ်ပါတိတ်လားဒီအဖွဲလိုက်တယ်လေအခုဆိုလေမန္တလေးကိုကုံသွားပြီးတော့လေဆင်းပြီးတော့လုံနေတာငါပါချင်လိုက်တာအဲအဲ့တော့ကြည်နေသူတွေစိတ်ညစ်နေလို့တခုပဲစိတ်ညစ်နေရပဲတခုခံစားနေရပဲဖြစ်ဖြစ်ဆိုရင်ကွန်မန့်ဒီမှာရင်ဖွင့်လို့လည်းရတယ်ဘာလို့ဆိုတော့ကျွန်တော်နှစ်ယောက်လုံးကအကုန်လုံးကွန်မန့်တွေ ဖတ်တယ်ဖတ်တယ်ဖတ်တယ်အကုန်လုံးဖတ်တယ်တခုမှမလို့ဟို reply တာမပြန်မပြန်ပြစ်တာဗောနော်ဟိုအကုန်လုံးဖတ်တယ်အကုန်လုံးဟိုဟာဖြစ်တယ်တစ်ဖက်သက်ပြောနေလို့မခံစားဘူးကိုရီလည်းနားထောင်နေကိုရီပြောတာကိုလည်းနားထောင်ကြရဲဆိုတော့ဒါအပြန်လန်ဒီ channel လေးကအဲ့လိုရှိနေနေရလေးဆိုလာပြောကြပါအလုံး safe ဖြစ်အောင်နေပါ safe ဖြစ်စေချင်ပါတယ်ဒါဆုလဲဆုတောင်းမိပါတယ်လို့ဆုပြောချင်ပါတယ်ဆိုတော့ကအလုံးတက်တာပါ